တောက်ကြသားသမီးတွေကဒီခု1989ခုနှစ်မှာဘလို့အခြေအနေမျိုးတွေအဖြစ်အပျက်မျိုးတွေကြုံတွေ့ရနိုင်မလဲလို့ကျွန်တော်ဟောကြားပေးမှာပါအရင်ဆုံးပြောချင်တာကတော့1989ခုနှစ်ကမဟာဗုဒ္ဓမှာတောက်ကြဟာရှားကားမှာရှိတာဖြစ်တဲ့အတွက်1989ခုနှစ်မှာဖွားမြင်မဲ့ကလေးငယ်တိုင်းဟာရှားစားပွားဖြစ်ပါလိမ့်မယ်ခင်ဗျာအဲ့တော့ တောက်ကြသားမီးတွေရဲ့ဝေးနံကယာစားမှာရှိမှာဖြစ်တဲ့အတွက်တောက်ကြသားမီးများအနေနဲ့ဒီ89ခုနှစ်မှာ1089ခုနှစ်မှာဩစာအရှိန်ဝါတွေမြင့်မားလာပါလိမ့်မယ်ကြီးမားလာပါလိမ့်မယ်အဲ့တော့ကိုပြောတဲ့ဆိုတဲ့အခါတွေပြီးမယ်ပေါ့เนาะအဲ့တော့လူအများရဲ့လေးစားမှုကိုခံရမယ်အဲ့လိုပဲဩစာတက်ရောက်မှုတွေလည်းပဲအများကြီးရှိလာပါလိမ့်မယ်တောက်ကြသားမီးများအနေနဲ့เนาะ နောက်တစ်ခုရှုပ်ရှုပ်ထွေးထွေးပြဿနာတွေလည်းပဲကြုံရတတ်ပါတယ်เนาะအရှုပ်ထွေးဆန်တဲ့ဟာတွေပြဿနာတွေရှိတတ်တယ်နည်းနည်းသတိထားပါနောက်တစ်ခုရည်ရွယ်ထားတာတခြားဖြစ်သွားတာတခြားမျှော်မှန်းထားတာတခြားတကယ်လုံးဖြစ်တာတခြားပေါ့เนาะအဲ့လိုမျိုးမထင်မှန်းတာတွေမမျှော်လင့်တာတွေအပြောင်းအလဲတွေလည်းပဲဖြစ်ပေါ်စေလာနိုင်တဲ့ပုံစံမျိုးတွေကိုတွေ့ရပါတယ်ခင်ဗျာအဲ့တော့ဆက်လက်ပြီးတော့ကျွန်တော်ပြည့်ပြည့်စုံစုံလေးဟောပြရမယ်ဆိုရင် 1389ခုနှစ်ဟာတောက်ကြသားနီးများတွေခရီးသွားနှစ်လို့တောင်ပြောလို့ရပါတယ်ခရီးသွားလာလှုပ်ရှားမှုတွေများပြားပြီးတော့များသောအားဖြင့်ခရီးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အဆင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်လို့တွေးမိရပါတယ်ငွေကြေးစည်းဝါးလက်လာပါပိုင်းတအားတအားကိုကောင်းမွန်ထိုးတက်ပါလိမ့်မယ်အဲ့တော့ငွေကြေးကိစ္စတွေအဆင်ပြေလိမ့်မယ်ဥမာပတ်စံတွေစုနိုင်စောင်းနိုင်တာမျိုးတို့အဲ့လိုပဲ ငွေကြေးကိစ္စပေးပြပြူစရာတွေရှိတဲ့ကိစ္စတွေဆိုလဲပေးဆက်နိုင်တာမျိုးတို့ဖြည့်ရှင်းနိုင်တာမျိုးတို့စားတဲ့အခြေအနေမျိုးတွေကိုကြုံရပါလိမ့်မယ်အဲ့တော့ပုံမှန်လို့ပုံမှန်စီးပွားပုံမှန်ဝင်ငွေလမ်းကြောင်းတွေကနေပြီးတော့ငွေတွေဝင်လာတယ်ဆိုတဲ့အခါမှာလည်းပဲပုံမှန်တက်ပို့ပို့ပြီးတော့ ဒါတိုးပွားလာတယ်ပို့ပြီးတော့ဝင်လာဥမာလာစာတွေပို့တိုးလာတာတို့ဝင်ငွေတွေပို့ကောင်းလာတာတို့စတဲ့အခြေအနေမျိုးတွေလည်းရှိနိုင်သလိုကြီးကြီးမားမားအဝင်လမ်းကြောင်းတွေပေါ့ထိပေါက်သလို အမွေရသလိုမျိုးအဆုလိုက် ပုံလိုက်အလုံးလိုက်ချင်းလဲဝင်လာနိုင်တဲ့အခြေအနေမျိုးတွေကိုလည်းပဲမျောလင်းလို့ရနိုင်တယ်ဆိုတာကိုတွေ့ရပါတယ်ရန်တို့အတိုက်ခိုက်တို့အနှောက်အယှက်တို့ကိုလည်းပဲအောင်မြင်သွား ချက်ကြော်နိုင်မယ်လို့ပြောလို့ရတဲ့ဒါနှစ်ပိုင်းချာဖြစ်ပါတယ်။ဗာလေးတွေမှာသွားအားနည်းချက်လေးတွေရှိတယ်ဆိုတော့တချို့သောလုံငါကိုင်ကန်လေးတွေမှာတအားကောင်းမှုရတာဆိတ်ရှုပ်ရတာတွေအလုတ်ရဲ့ဝန်နေဖိအားတွေပေါ့ကိုကိုပေါ်မှာတအားကြီးပြိနေတဲ့ပုံစံမျိုးတွေကိုသွားပြီးတော့တွေ့မြင်ရပါတယ်เนาะဒါမှမဟုတ်အလုတ်ကိုကိုတန်းနိုင်သလောက်ကိုလုတ်ပြီးတော့နည်းနည်းလေးဝင်အားလျှော့ထားဖို့တော့လိုပါလိမ့်မယ်เนาะ ောက်ဆက်ပြီးပြောချင်တာကလူမှုပေါင်းတဲ့ဆက်ဆံရေးပါဘသူတွေကဘလို့လူတွေဘာလာဆိုတာကိုသိ꿰ရမယ်နှစ်တစ်နှစ်ဖြစ်လာပါလိမ့်မယ်ပို့ဖို့ကောင်းတဲ့သူကတသက်တပွဲ့ပို့ဖို့မကောင်းတဲ့သူတွေကတသက်တပွဲ့ဆိုတာကိုခွဲခြားပြီးတော့သိမြင်လာပါလိမ့်မယ်เนาะအထူးသဖြင့်တော့ပို့ဖို့ကောင်းမဲ့သူတွေတဲ့ဆိုင်မကောင်းမဲ့သူတွေဒုက္ခပေးမဲ့သူတွေကိုပို့ပြီးတော့ခယူဆိုင်ဖို့သတိထားဖို့ လိုလိမ့်မယ်လို့လည်းပဲမှာကျင်ပါတယ်။ပညာရေးပိုင်းအခြေအနေကတော့အကောင်းဆုံးညှိနှိုင်းနေပါတယ်။ပုံမှန်အားဖြင့်ရှိပါတယ်နော်။ကိုကြိုးစားသလောက်ပိုလို့သလောက်ဖြစ်မယ်ရမယ်။အဲ့တော့အဲ့လိုပဲဘာသာရေးပိုင်းမှာလည်းအဲ့ဒီပုံစံတိုင်းမှာပဲအကောင်ဆုံးညီမျှနေတဲ့ပုံစံမျိုးကိုတွေ့ရပါတယ်เนาะကျမ်းမာရေးပိုင်းဆိုရင်တော့တိတ်ဆိတ်ပူပင်လျာတော့မရှိပါဘူးကျမ်းမာရေးအတွက်ကတော့စိတ်ဖြစ်ပါတယ်เนาะကြည်ဒါကတော့ တောက်ကြသားမိများအတွက်1388ခုနှစ်အတွက်ကိုကျွန်တော်ဟောပြောပေးခြင်းပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့လည်းပဲဒါဘလို့ထူးခြားတဲ့အဖြစ်အပျက်တွေရှိလာနိုင်အောင်မလဲဆိုတာကိုတေရကန်လေးနဲ့ကျွန်တော်ကကြမှာဖတ်ကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရှိမှာတဦးချင်းတယောက်ချင်းဗီဒီယိုမင်းမြန်းချင်းနဲ့မိတ်ဆွေများကကျွန်တော်ရဲ့ TikTok TikTok Messenger မှာလာရောက်ပြီးတော့ Viber သို့မဟုတ် Telegram ဖုန်းနံပါတ်ကို တောင်းယူလို့ရပါတယ်။အရိကနေပြီးတော့ဆက်သွယ်ပြီးတော့အနည်းဆုံးတရက်ကြိုတင်စီရင်ပေးပြီးတော့ဗီဒီယိုမြန်လို့ရပါတယ်။ဒါကြောင့်ကြိုပြီးစီရင်ပေးရတာလဲဆိုကျွန်တော်တူးချင်းတယောက်ချင်းရဲ့ဗီဒီယိုငင်းကိုတွက်ချက်ပြီးတော့ဘဝတက်သက်တာနဲ့ပတ်သက်တဲ့ဟော်ဒီစိတ်နေစက်တွေဆောင်းဝမ်းရှောင်းဝမ်းတွေဖားစားတာနဲ့ပတ်သက်တဲ့ဟော်ဒီနောက်နှစ်ပိုင်းခြားလပိုင်းခြားနဲ့ပတ်သက်တဲ့ဟော်ဒီရေရာတွေကိုပို့ပေးပါတယ်။ဒါကိုတိလို့တဲ့အကြောင်းလေးကကိုမေးလို့တဲ့အကြောင်းလေးစားတွေကိုလည်းပဲကျွန်တော်က ဒါတဲရော့ကတ်တွေနဲ့ဒါဖြစ်ပြီးဟောပေးပါတယ်เนาะကဲအဲ့တော့အဲ့ဒီခါမှာပေါ့เนาะဒါကျွန်တော်ကြည်မှာညံမူတော်ကသတ်မှတ်တော့ကဘယ်လောက်ယူလဲဆိုတော့2000ကျပ်ယူပါတယ်အမှန်တကယ်အပြည့်နော်2000ထပ်ပတ်ကပို့ပြီးတော့တန်အောင်ကျွန်တော်ဒီနေ့ဟောပြောပေးပါတယ်ခင်ဗျာနောက်ကျွန်တော်ကိုကျွန်တော်ရှိမှာပေါ့အပြင်မှာလူတွေဗီဒီယိုမင်းများကျင်တဲ့ရန်ကုန်ကမိတ်ဆွေများအတွက်လာမဲ့လာပိုင်းနေမှာကျွန်တော် ကျန်ကမဟောကအခွဲလေးတစ်ခုဖွင့်ဖို့ဒါစီစဉ်ဆောင်ရွက်နေတယ်ဆိုတာကိုလည်းပဲကြိုတင်ပြီးတော့သတင်းကောင်းပါလိုက်ပါတယ်။နောက်ဒီရပိုင်းတက်မှလည်းပဲကျွန်တော်တို့ဖိတ်ကြားထားတဲ့အင်တင်များတွေရန်ကုန်ကိုလာရောက်ပြီးတော့ပြည်တွင်ဟောကြားလျာနေရှိပါတယ်။အဲ့တော့ကျွန်တော်နဲ့အပြင်မှာတွေ့ဆုံခြင်းတဲ့သူများကလည်းကြိုတင်ပြီးတော့ဒါစီရင်လေးပေးပြီးတော့နေမြန်လို့ရပါတယ်ခင်ဗျာ။ကဲဆက်လက်ပြီးတော့တောက်ကြသားသမီးများတွေကျွန်တော်ကဲရော့ကလေးနဲ့ကကြမ္မာဖိုက်ချပေးမှာပဲဖြစ်ပါတယ်။

အဲ့လိုပဲတစ်ဖက်မှာတိုးတက်အောင်မြင်မှုတွေရသလောက်တစ်ဖက်မှာချစ်ခင်သော သူတချို့နဲ့လမ်းခွဲသွားတာမျိုးတွေလည်းပဲကြုံရတတ်ပါတယ်တကယ်လမ်းခွဲသွားတာမျိုးမဟုတ်ရင်တောင်မှပဲစိတ်တဘောထားကွက်လွဲမှုတွေအမြင်မတူမှုတွေကြုံရတတ်ပါတယ်ကြီးကြီးမားမားအနှောက်အယှက်လိုအရာမျိုးတွေဝင်လာတတ်ပါတယ်ဒါတွေကိုကြိုတင်ပြင်ဆင်ပြီးတော့ကာကွယ်တားဆီးနိုင်ဖို့လိုပါတယ်နောက်ထိခိုက်တတ်တဲ့အန္တရာယ်လိုအရာမျိုးတွေသဘာဝဘေးအန္တရာယ်လိုအရာမျိုးတွေဒီကို ဂယူးဆိုင်ပါလို့လည်းပဲမှားရခြင်းပါတယ်ဗျာเนาะအဲ့တော့တောက်ကြသားမိများတွေကျွန်တော်ပြောချင်တာကတော့ဘယ်ရာပဲဖြစ်ဖြစ်ဖြစ်နိုင်တဲ့အတိုင်းသာရနိုင်တဲ့အတိုင်းသာတူတီကိုမျှော်လင့်ပြီးတော့ကြိုးစားဆောင်ရွက်ပါမဖြစ်နိုင်လောက်တဲ့အရာတွေကိုတအားတအားကြီးအများကြီးတွေးပြီးလို့ရှိရင်လုံနေမယ်ဆိုလို့ရှိရင်ကို့အနေနဲ့ပေါ့နော်အဲ့ဒီအရာလည်းမရောက်နော်အဲဖြစ်နိုင်လောက်တဲ့အနေထားကြီးလည်းမဖြစ် ဖို့မြောက်တိမြောက်ဖြစ်သွားပါလိမ့်မယ်เนาะအဲ့လိုလေးမဖြစ်ရလေအောင်လေးသတိထားဖို့လိုပါတယ်ကိုယ့်ရဲ့မိသားစုအကြီးအကဲတို့ဒါပေမဲ့အလောက်ကအကြီးအကဲတို့ကျမ်းမာရေးညံတာမျိုးတွေမနာမကျန်းအကြီးအကဲဖြစ်တာမျိုးတွေသတိထားမိပါတယ်เนาะအဲ့ဒီချက်လေးစိုးရင်ရပါတယ်เนาะဒါလေးကိုကျွန်တော်မှာကြားချင်ပါတယ်ခေတာကတော့တောက်ကြသားမင်းများအတွက်ဒီခုမြန်မာတက္ကသိုလ်ထောင်းတော့ဟာ68ခုနှစ်မှာကြုံတွေ့ရမယ့်အဖြစ်အပျက်တွေကို ဒါကျွန်တော်ဟောကြားပေးခဲ့ခြင်းဖြစ်ပါတယ်အဲ့တော့သဘောကျနဲ့တက်တဲ့တော့အပေါ်မှာကွန်မန့်လေးရေးခဲ့ပါအောင်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လိုက်ရှယ်လေးနဲ့အားပေးပါအောင်ခင်ဗျာ